အားလုံးပဲမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ကမ္ဘာ club flop ပြိုင်ပွဲအုတ်စု G နဲ့အုတ်စု H အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့နိုင်ငံကပွဲတွေမတိုင်ခင်မှာကမ္ဘာ club flop ပြိုင်ပွဲမှာပါဝင်ရှင်ပြန်ကြမဲ့အုတ်စု A ကနေအုတ်စု FT အကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးခဲ့ပြီးတော့ဒီနေ့မှာတော့လက်ကျန်အုတ်စုနှစ်ခုဖြစ်တဲ့ G နဲ့ H အကြောင်းကိုတင်ဆက်မှာဖြစ်ပါတယ် ဒီကဘာကလပ်ဖလားပြိုင်ပွဲမှာပါဝင်ရှင်ပြန်ကြမဲ့အုတ်စု G နဲ့ H အကြောင်းကိုမပြောခင်ပါဒီနေ့ညမှာကစားကြမဲ့ပွဲကြီးပွဲကောင်းတပွဲကိုကျွန်တော်ပြောချင်ပါတယ်အဲ့ဒီပွဲတွေပြင်တိုင်းတွေမှာတော့တချို့တိုင်းတွေဖွင့်ကျင်လဲဖွင့်လိမ့်မယ်တချို့နေရာတွေမှာတော့ဖွင့်ကျင်မှာဖွင့်လိမ့်မယ်စပိန်လာလီဂါပလေးအော့ဖ်တန်းတွက်ခွင့်ဒုတိယအကြော့ပြိုင်ပွဲဖြစ်ပါတယ်ရီယယ်အိုဗီယာဒိုနဲ့အမရီယာတို့ကစားကြမဲ့ပွဲပြဒီပွဲတွေပြီးခဲ့တဲ့တပတ်မှာပထမအကြော့ကစားခဲ့တာအဲ့ဒီပထမအကြော့ကစားတော့ကအမရီယာကွဲမှာရီယယ်အိုဗီယာဒိုက1-2နဲ့သူတို့နိုင်ခဲ့တာ စပိန်လာလီဂါရဲ့ဒုတိယတန်းပွဲစဉ်ဖြစ်တဲ့စီကန်တာမှာစုပေါင်းအသင်း22သင်းရှိပြီးတော့အဲ့ဒီ22သင်းထဲကအဆင့်16 20 21 22အဲ့ဒီ၄သင်းတီတတိယတန်းကိုတန်းဆင်းရတယ်။ချန်ပီယံဖြစ်သွားတဲ့အဆင့်1နဲ့အဆင့်2အသင်းကစပိန်လာလီဂါကိုတိုက်ရိုက်တန်းတက်ခွင့်ရပြီးတော့ကျန်တဲ့တနေရာကိုကျွန်တော်အင်္ဂလန်ချန်ပီယံရှစ်မှာလိုပဲအဆင့်3 4 5လျှောက်အဲ့ဒီ၄သင်းတီပတ်လည်ပြန်ကန်ပြီးတော့ဘောလုံးပွဲကိုတက်လာတဲ့2သင်းမှာအနိုင်ရတဲ့အသင်းတီစပိန်လာလီဂါကိုတန်းတက်ခွင့်ရတယ်။ အဲ့တော့ဒီညမှာကစားမဲ့ဒီအိုဗီယာနိုနဲ့အမ်ဘရီယာတို့ရဲ့ဒုတိယအကြော့ပွဲဒီမြန်မာစံတော်ချိန်တနအိခွဲမှာကစားမယ်ပထမအမ်ဘရီယာကွဲမှာကစားတော့အမ်ဘရီယာတီတိတ်ဘော်ဒီချစ်တရေနှုတ်40နဲ့ဂိုးပေါင်းချစ်က 2D ဖွင့်ပေးခဲ့တယ်အဲ့ဒီပွဲမှာ1-2နဲ့ဘော်ဒီအောက်သွားတယ်ဂိုးပေါ်ဖြစ်သွားတယ်ဒီရတီမှာဒီနေတဲ့တင်းဒီစွတ်ပေါင်းဒီတစ်ချိန်နဲ့ဆို၄ချိန်မြောက်တွေ့ရမှာအိုဗီယာနိုတင်းဒီအိမ်ကွင်းကောင်းတယ်သူတို့အိမ်ကွင်းနေမှာကစားခဲ့တဲ့အဲ့ဒီစီကန်ဒါစွတ်ပေါင်း22ပွဲမှာ14ပွဲအထိနိုင်အိမ်ကွင်းမှာခံစက်လက်တော်တော်လေးကောင်းတယ် 126တဲကအသင်းနေဘူးသူတပွဲပဲချုံးခဲ့ပြီးတော့ဂျန်နဲ့အသင်းနေနဲ့တွေ့တိုင်းမှာသူအသာရတယ်ပြီးတော့ဒီအသင်းမှာအာဆနယ်ရဲ့ကစားသမားဟောင်းဂျီအာဆနယ်ပရိသတ်တွေချစ်ကြတဲ့ဆန်တီကာဇိုလာဒီပွဲမှာကပတိန်ဖြစ်ပါဝင်လာလိမ့်မယ်အမရီယာကျတော့ဒီယာဒီမှာအိုဗီယာဒိုနဲ့သူ၃ချိန်တွေ့ပြီးပြီတစ်ချိန်မှသူအသာမရဘူးနှစ်ချိန်ချုံးတယ်တစ်ချိန်တရေကြတယ်ဒီပွဲမှာသူတို့ချုံးတာနဲ့ဒီပွဲဒီစင်ကာနာမှာပဲသူတို့ကြံခဲ့မှွယ်ပွဲဒီအသင်းဒီပြီးခဲ့တဲ့တနှစ်ကျော်ကဘောလုံးရသည်2023 24မှာတန်းဆင်းခဲ့တာ ဘာပဲဒီရသေးမှာစီကန်တာမှာကောင်းကောင်းလုပ်ပြနိုင်ခဲ့လို့သူတို့ဒီ play off ကစားကွင်းရတယ်ပထမအကြော့မှာရှုံးထားပြီးသားဖြစ်တဲ့အတွက်ဒီပွဲမှာအနိုင်ဆုံးတကူအကွာလောက်နဲ့သူတို့ပြန်နိုင်မှဒီအသင်းဟာဘလူးပွဲကိုစိတ်ကူးရင်ခွင့်ရှိမယ်တမန်ကြောင်းတွေကိုပြန်ကြည့်ရင်တော့ Real Oviedo ဒီအသင်းလေးပေါ့ဗျာ Emery ကဒီသူနဲ့ရှင်လိုက်ရင်တော့အသင်းကြီး Oviedo အသင်းဒီ2023ဘောလုံးရာသီမှာအသင်းကပြတ်မလို့တော့ဖြစ်သွားတာအသင်းမှာဘာသာရေးပြဿနာတွေတက်ပြီးတော့သူတို့အသင်းရဲ့ ရှမ်ပေါကစားသမားတွေသူတို့အသင်းကထွက်သွားတဲ့ဒမ်ဂျောကစားသမားတွေဖြစ်တဲ့ဒီ Chelsea နဲ့ Manchester United ရဲ့ Mata တို့နောက် Arsenal ရဲ့ Santi Cazorla တို့ပြီးတော့ Swansea မှာကစားသွားတဲ့ Mishu တို့ Adrian တို့ဒီလိုကစားသမားတွေကဒီအသင်းကိုပြန်ပြီးတော့ကယ်တင်ဖို့တောင်သူတို့ကန့်လန့်ခဲ့ရတာနောက်ပိုင်းကျတော့တတိယတယောက်က2.5 million နဲ့ဒီအသင်းကိုဝယ်ယူခဲ့ပြီးတော့ပြန်တည်ဆောက်ခဲ့တယ်။ La Liga မှာပြန်ကစားနိုင်ဖို့ကြိုးစားခဲ့တယ်။ဒီရည်မှာတော့သူတို့အိမ်မက်တွေအကောင့်ထဲပေါ်လာပြီလို့ပြောလို့ရတယ်။ဒီ play off မှာသာအနိုင်ရရင် အိုဗီယာတို့အတင်းဒီဘောလုံးပွဲမှာတော့ကြော်ဖြတ်ပြီးတော့လာလီဂါကိုတန်တွတ်သွားနိုင်ဖို့အခွင့်အရေးတွေများတယ်။ဒီပွဲမှာဖွင့်ပေးထားတဲ့ Real Oviedo နဲ့ Emery တို့ပွဲမှာ Oviedo အတင်းကနေတရင်အနှုတ်90ပေါ်ရီကျဲနဲ့ကိုပေါင်းကျဲကနှစ်အနှုတ်30ဆိုပြီးတော့ပေးထားတယ်။လိပြန်ပွဲမှာတွေ့တော့က Oviedo ကွဲမှာတွေ့တော့ကလည်း DJ ပဲ Oviedo ကတရင်အနှုတ်90ပဲပေးခဲ့တာ။အဲတော့က32နဲ့သူတို့နိုင်တယ်။ဆိုတော့ဒီပွဲမှာလည်းဒီအခြေအရတော့ဒီအတင်းဒီအနည်းဆုံးတရင်လို့ကျွန်တော်ယူဆတယ်ကျွန်တော် Oviedo အတင်းပေါ်ရီကျိုက်တယ်ပြီးတော့ နောက်ဖက်သွင်းဖို့ရှိမယ်လို့ထင်အမေရိကတီပထမကျောင်းကျောင်းကျွေးကြောင့်သူဖွင့်ပြီးကစားမရမယ်အဲ့တော့11ဒါမမဟုတ်2002ဆိုတဲ့ရလတ်တော့အနည်းဆုံးရောက်မယ်လို့ကျွန်တော်ယူဆတယ်ကိုပေါင်းအပေါ်ပါကျွန်တော်ကြိုက်တယ်ဆိုတော့ဒီ Oviedo နဲ့ Emeria တို့ကစားမဲ့ပွဲမှာကျွန်တော်ရဲ့ရွေးချယ်မှုသည် Asian အသင်း Oviedo Body နဲ့ကိုပေါင်းအပေါ်ဖြစ်ပါတယ်တေချာပေါက်ဒီပွဲစီ online မှာတော့ဖွင့်ပါမှာဒီဗီဒီယိုမှာဒီအသင်းကြောင်းကိုနည်းနည်းလေးပဲပြောမယ်ဆိုပြီးတော့အခုကျွန်တော်ပြောသွားတာ5မိနစ်ကျော်သွားပြီဆိုတော့ နောက်ဗီဒီယိုကြာမှာပဲကမ္ဘာကလပ်ပလပြိုင်ပွဲကိုကျွန်တော်ပြောတော့မယ်ဗျာဆော်ဒီလက်ကြီးပြေကကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအာဓမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ